မင်္ဂလာပါရှင်ခစ်တ News ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အခုပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေကြောင်းတိုက်ခိုက်ခံရလို့ចောင်းသူចောင်းသားတွေအစုလိုက်အပြုံလိုက်တိုက်ဆုံခဲ့ပေမယ့်တပင်းမှာဘုံကျဲတိုက်ခိုက်မှုတွေမလုပ်ခဲ့ဘူးလို့စစ်ကောင်စီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းတပရင်မျိုးနဲ့ဦးထိန်ခွင်ကျေးရွာကိုစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်မှုတွေမလုပ်ခဲ့ဘူးလို့စစ်ကောင်စီရဲ့ထိန်ချုပ်မှုအောက်မှာရပ်တည်နေတဲ့ MRTB ရုပ်သံသတင်းဌာနကသတင်းထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖွင့်လှစ်ထားတဲ့ကြားကာလစတင်ကြောင်းကိုမနေ့ကမေလ12ရက်မနက်10နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်900ဘုံးဒီနဲ့ကျဲချခဲ့တာကြောင့်ကျောင်းသူကျောင်းသားအနည်းဆုံး20ဦးနဲ့ဆရာမ2ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကအခိုင်အမာပြောဆိုနေချိန်မှာစစ်ကောင်စီတပ်က ကအခုလိုညှင်းဆုံလိုက်တာဖြစ်ပါတယ်စစ်ကောင်စီတပ်အနေနဲ့ကျောင်းသားကျောင်းသူတွေရဲ့အနာဂတ်ကိုရှေ့ရှုတာကိုပြည်သူတွေကအသိဆုံးဖြစ်ပြီးလက်နက်ကင်တပ်တွေကသာမထောက်ခံသူဖြစ်တဲ့ပြည်သူတွေနေထိုင်တဲ့နေရာကိုတိုက်ခိုက်နေတာလို့ဆွဆွဲထားပါတယ် မနေ့ကစနေရက်ညပိုင်းမှာလဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတအန်တက် TNL ထိန်းချုပ်ထားတဲ့မိုင်းကုန်းမြို့စာတင်ကြောင်းအနီးနဲ့မန်တုံမြို့ရင်းတဲကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးမန်တုံဒေသခံတို့ထိ송ခဲ့ရပြီး၆ဦးဒဏ်ရာရရှိခဲ့ပါတယ်စာတင်ကြားနေတဲ့လူ20ကျော်ကိုတေဆုံးစေခဲ့တဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုအပြီးမှာပဲထိုင်းဟာမြမငင်းချင်ရေးအတွက်ဥဆောင်ဆောင်ရွက်နေဥဆောင်ဆောင်ရွက်ချိန်တန်ပြီလို့ထိုင်းလွတ်တော်မဲ့မစ္စတာကနဝီကတိုက်တွန်းထားကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အိုထင်းကွင်းချင်းရွာစာတင်ကျောင်းကိုဘုံပရိဒါသုံးပြီးစစ်ကောင်စီလက်ထက်တိုက်ခိုက်ခဲ့တယ်လို့ NUG ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းမြို့နယ်အိုထင်းကွင်းချင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီလက်ထက်ကဂျက်တိုက်လေရင်နဲ့ဘုံပရိဒါဘုံကိုအုံပြတိုက်ခိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့လူခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရသိရပါတယ်မိတီလာမျိုးရှန်တဲလီတက်စကန်ကတက်လာတဲ့ဂျက်တိုက်လေရင်ကဘုံကျဲတာဖြစ်ပြီးဘုံပရိတာလိုအတိများတဲ့စင်ပွားပေါက်ကွဲစီတဲ့ cluster ဘုံနှလုံးအသုံးပြုခဲ့တာကိုမျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်အပါအဝင်ကြန့်ရှိခဲ့တဲ့ဘုံကုန်တွေအရသိရတယ်လို့ NUG ကဖော်ပြပါတယ် မနေ့ကမေလ12ရက်မနက်9:35မိနစ်အချိန်မှာအိုထင်းကွင်းကျေးရွာစာတင်ကျောင်းမှာအတန်းတင်ဆောင်မွေးပဲဖြေဆိုဖို့ပြင်ဆင်နေချိန်ဘုံကျဲတိုက်ခိုက်ခံရတာလို့ NUG ကဆိုပါတယ်။အဲ့ဒီတိုက်ခိုက်ခံရမှုတွင်မနေ့ကည7:00နာရီခွဲအချိန်ထိနေပြင်ကနေနောက်ဆုံးရရှိထားတဲ့အချက်လက်တွေအရကျောင်းသားကျောင်းသူအပါအဝင် ပြည်သူ22ဦးသေဆုံးခဲ့ပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီဘက်ကတော့အိုထင်းကွင်းကျေးရွာကိုဘုံကျဲတိုက်ခိုက်တာမရှိဘူးလို့ညင်းဆိုထားပါတယ်။ ဘုံပရိသာကလစ်စတာလို့သိကြတဲ့ဘုံအသေးတွေစုထားတဲ့ထက်စင်ပောက်ကွဲဘုံဟာအရက်သားပြည်သူတွေကိုထိခိုက်သေးဆုံးစေမှုမြင့်မားစေတာကြောင့်နိုင်ငံတကာကအသုံးပြုမှုကိုတားမြစ်ထားပါတယ်။ဘုံပရိသာတွေဟာမပောက်ကွဲပဲကြမ်းရှိနေရင်မြေမြုံမိုင်းတွေလိုပဲနှင်းနေချပြီးအသက်ရှိနေကအရက်သားပြည်သူတွေကိုထိခိုက်သေးချေစေနိုင်ပါတယ်။ဒါကြောင့်2008ခုနှစ်မှာနိုင်ငံပေါင်း123နိုင်ငံကဘုံပရိသာအသုံးပြုမှုကိုတားမြစ်ပိတ်ပင်တဲ့စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီးမြန်မာကတော့အဲ့ဒီသဘောတူစာချုပ်မှာမပါဝ ဝင်ခဲ့ပါဘူးဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အရိုင်းဆိုင်များအတွက်မိခွန်များဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လူတယောက်မှာအသက်ရှင်တန်နေရမယ်မတည်သေးဘူးဆိုတဲ့အတိုင်းအောင်လူသားတယောက်ရဲ့အခြေခံဇာတိတလောက်ကိုမှမစွမ်းနိုင်တော့ဘူးဆိုရင်အဲ့ဒီလူရဲ့ရှင်တန်ရခြင်းဟာအနှစ်သာရမဲ့ပြီးလူအရာကျသွားပြီလို့ဆိုရမှာဖြစ်ပါတယ်ကိုရှင်တန်မှုကလွဲပြီးဘသူ့အပေါ်မှာမှမဆာနာသလို ကိုနဲ့ကိုဘက်သားတွေဘလို့မတရားလုပ်လို့မျက်ွယ်ပြုတ်လိညာဖုံးပြီးတိုက်တွန်းအားပေးဆိုတာမျိုးတွေလှုပ်လာပြီးဆိုရင်တော့ကမာဦးလူသားတွေလို့အရင်ဆိုင်သက်သက်ပဲဖြစ်သွားမှာပေါ့တပင်းမျိုးနဲ့အိုထင်းကွင်းရွာစာတင်ချောင်းကိုဘုံကျင်းမှုဖြစ်စင်မှာအသက်၈နှစ်ရွယ်ကျောင်းသူကျောင်းသားကလေးများကနေအသက်၃၀ဝန်းကျင်ဆရာမလေးတွေတေဆုံးခဲ့ရပါတယ်စုစုပေါင်း၂၂ဦးတေဆုံးခဲ့ရပြီး50ဦးကျော်ပြင်းထန်ဒဏ်ရာရခဲ့တာပါဒီစာတင်ချောင်းဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့စာတင်ချောင်းဖြစ်ပြီး ဘုံကျဲဒဏ်ကိုစိုးရိမ်လို့နေရသည့်ကာလမှာဖွင့်လေတင် जा နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘုံကျဲတဲ့ကျဲချတဲ့ဘုံတွေဟာအဆင့်ဆင့်ပေါက်ကွဲတက်တဲ့ cluster ဘုံအမျိုးအစားဖြစ်တယ်လို့လည်းသိရပါတယ်။ဒီပြရက်ပြီးပေါ်ထွက်လာတဲ့ဓာတ်ပုံသတင်းတွေကိုကြည့်ရင်အရင်ရင်ကဘုံကျဲဖြစ်စင်နေလို့ပဲအများစုသိဆုံးကြသူတွေဟာတာမန်အရက်သားကလေးတငယ်များဖြစ်နေပါတယ်။ဒါကြောင့် လူအများစုက စိတ်ထိခိုက်ကြေကွဲရသလိုစင်ကျင်တုံတရားမဲစွာရက်ဆက်နိုင်ကြတဲ့စကားစလေးတက်ကိုဒေါသဖြစ်ကြရပါတယ်။ဒါပေမဲ့ဒီရက်ဆက်မှုဟာဒီနေရာမှာရပ်မသွားပါဘူး။ဒီတဲ့င်းနဲ့ပတ်သက်ပြီးစကားစကိုယ်တိုင်နဲ့စကားစကိုထောက်ခံဝန်ရံသူတွေရဲ့တုံ့ပြန်မှုတွေကပိုပြီးပတ်ဆက်နေတာကိုတွေ့ကြရပါတယ်။တုံ့ပြန်ပုံကအနည်းဆုံး2မျိုးဖြစ်နေပါတယ်။တစ်မျိုးကတော့ဒါဟာစကားစကလောက်တာမဟုတ်ဘဲ PDF တွေရဲ့စမ်းသပ်ထားတဲ့ဘုံကပောက်ကွဲမှုဖြစ်တာလို့ဆိုပါတယ်။နောက်တစ်မျိုးကတော့ PDF တွေစုနေတဲ့နေရာလို့ယူဆရတာမို့ခုနောက်ပိုင်းသုံးတဲ့ဘုံတွေကလည်းလူစုလူဝေးရဲ့ကိုယ်ပူချိန်ကိုမှတ်သားပြီးချိန်ရွယ်ပေါက်ကွဲတာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်ဓာတ်ပုံတွေကကလေးတငယ်တွေရဲ့ရုပ်အလောင်းတွေဟာတက်ရက်နေလို့တကယ်မသေးပဲဆင်ရိုက်ထားတာဒီချိန်တွေចောင်းပိတ်ရက်မှာចောင်းဖွင့်တာဟာမဖြစ်နိုင်တာလို့ဆိုတာမျိုးတောင်ရှိနေပါတယ်။ ဒီလိုဇလန်းစင်လိမ့်များဖုံးဖိမှုတွေဟာဒီတစ်ချိန်မှရင် ဖြစ်တာမဟုတ်ဘဲရှေ့က၄နှစ်ကျော်ကာလအတွင်းအကျိန်ထောင်ချီတဲ့ဘုံကျဲမှုတိုင်းမှာလည်းဖြစ်ခဲ့မှုပါတယ်ဒါပေမဲ့သကိုင်းငလင်းလောက်ကနေကစား စကားစပြောရေးဆိုခွင့်ရှိသူနဲ့အဲဂျာစီယာတရင်တော်တွေ့ဆုံခန်းမှာမစည်းကြီးဘုံကျဲမှုတွင်ကလေးတငယ်တွေတည်ဆုံခဲ့ရတဲ့ကိစ္စဟာဖြစ်တဲ့ရလားလို့အမေကို PDF ကိုထောက်ခံအားပေးနေရင်ခုလိုဆင်းရဲဘေးထွက်စိုးကျိုးမျိုးကိုတွေ့ကြုံရမှာမဆန်းပါဘူးလို့သဘောရတဲ့အဖြေမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်။တနည်းအားဖြင့်ကလေးတော်ဘာတော်နားမလဲဘူး PDF ကိုအားပေးတဲ့သူတွေလို့ယူဆရရင်ဘုံကျဲတာတည်တာဟာထိုက်တန်တယ်လို့ဆိုခဲ့တာပါ။တနည်းစကားစတက်တွေဘုံကျဲခဲ့ကြောင်းအတိပြုပေးခဲ့တာပါ။ ဒီတော့ PDF တွေစုဝေးတဲ့နေရာလို့ယူဆပြီးဘုံကျဲတယ်ဆိုတဲ့ဇက်ကြောင်းပြောကိုထောက်ခံသူတွေကိုမေးစရာရှိလာတာကစာတင်ကြောင်းအဆောက်အဦဆိုတာပဂရိမျက်စိနဲ့ရော drone monitor မှာပါထင်ရှားသိသာနိုင်ပါရဲ့နဲ့ PDF တွေကြီးတက်တက်စုဝေးနေမဲ့နေရာလို့ယူဆတာလားလို့ပါကိုပူချင်းအာယုံခံဘုံကိုတုံးနေဆိုရင်လေစာတင်ကြောင်းလိုနေရာမျိုးမှာလူစုလူဝေးရှိနေတဲ့အထက်ကလေးတငယ်တွေလိုကိုခန္ဓာအရွယ်စားတွေကိုပါတွေ့နေရပြီဆိုရင်ဒါဟာတိကျတဲ့စိတ်ရည်ပြတ်မှတ်နေရာလား ဝေဝါနေတဲ့နေရာလားဆိုတာအရင်စဉ်းစားရမှာကလေရင်မောင်းသူ drone မောင်းသူစက္ကစတပ်သားတွေပဲဖြစ်ပါမယ်ဘုံကသူ့အလိုလိုခုံပေါက်ဆင်းသွားတာမျိုးမှမဟုတ်ဘဲ PDF တွေကစမ်းသက်တဲ့ဘုံပေါက်တာပါဆိုတဲ့ဇက်ချောင်းပြောနေသူတွေနဲ့ထောက်ခံယုံကြည်သူတွေအနေနဲ့လဲအဲ့ဒီစမ်းသက်ဘုံဆိုတာဟာလူ22ဦးလောက်ပွဲချင်းပြီးတည်ဆုံပြီးလူ90ကျော်ပြင်းထန်ဒဏ်ရာရလောက်အောင်ပြင်းထန်နိုင်မလားဆိုတဲ့မေးခွန်းကိုဖြေကြည့်ပါ ကျန်တဲ့ဇက်ချောင်းပြောတာကတော့ပြန်လဲမိကွန်းထုတ်ချင်စရာကိုမလိုတော့အောင်အောက်တန်းကြကြတွေးခေါ်ရေရွတ်နေတာတွေပါပဲဒီတော့စက္ကဆလေးတက်ကအစင်းမြင့်ဆုံးအရာရှိအစင်းကနေတက်သားအောက်ခြေအစင်းအထိစစ်ကြုံတွေအလုံးဟာစစ်တိုက်တာကိုလူတက်တာလို့ပဲနားလည်နေတဲ့လူအရာကြနေသူအရင်ဆိုင်အစင်းပဲရှိနေတာကသိကြပါဗါးငါတို့အနိုင်ရဖို့ငါတို့စက္ကဆတက်အာနာဒီမြဲဖို့ဘသူမဆိုဘဲပြည်သူမဆိုတက်ဖြက်ကြရမယ်လို့တွေးထင်နေရင်လေပြန်စင်းစားစရာလေးတွေရှိနေ ပါတယ်။ဒီနေ့ဒီစကားစတက်သားတွေတောင်းကနန်းကတ်နေပါပြီ။စကားစတက်သားတွေမတရားတက်ဖြတ်လို့တည်တဲ့ပြည်သူအရေးတက်ဟာတောင်းကနန်းကတ်နေပါပြီ။စကားစနိုင်နေပြီလေလား။စစ်မှုမထမ်းမနေရလို့အတင်းကျပ်လုပ်နေရတာကငါတို့မှလူရင်အားတောင်းမလောက်တော့ဘူးလို့ဝန်ခံနေကြရတာမဟုတ်ဘူးလား။ တည်ဆုံးခဲ့ရတဲ့တာမန်ပြည်သူတွေထဲမှာကလေးငယ်ပေါင်းထောင်ချီပါဝင်နေတာဟာအနာဂတ်ကောင်းတွေတည်ဆောင်းလာပေးနိုင်အောင်အားထုတ်နေတာလေလားခုနောက်ပိုင်းမှာလက်နက်ချစကားဆတက်သားနဲ့မိသားစုတွေကိုပါဘုံကျဲပြီးလက်စားဖြောင်းနှုတ်ပိတ်ဖို့လှုပ်လာတာကရောလေးတက်ကြီးရဲ့တစ္ဆာတော်ထံအားထုတ်မှုတွေလေလား ြေပြင်မှာသူသေးကိုသေးအနိုင်တိုက်ဖို့မတက်နိုင်တော့တဲ့အခါငါတို့ပေါ်အနိုင်ယူသူတွေကိုအားပေးထောက်ခံတဲ့ပြည်သူမှန်သမျှကိုတက်ဖြတ်တာဟာစစ်နိုင်အောင်ကြိုးပမ်းမှုပဲလို့တကယ်ယုံကြည်နေတာလားလက်လွတ်သွားတဲ့နေမျိုးတွေကိုဘုံကျဲပြီးဒေသခံလူတို့ကိုဒုက္ခပေးရတာဟာစကားစလေတက်နဲ့ကြံစကားစတစ်ခုလုံးရဲ့ဘဲစိတ်ပိုင်းကိုများအားသာသွားအောင်လုပ်ပေးနေပါတယ်ငါတို့မအုပ်ချုပ်ရရင်ဘယ်သူမှလည်းအုပ်ချုပ်လို့မရစေရဘူးလို့ရည်ရွယ်ပြီးအုပ်ချုပ်ခံလူတို့ပြုံးတီးသွားအောင်လုပ်နေတာဟာစကားစရဲ့ ဲ့အာဏာတည်မြဲရေးအတွက်ဘလူးများအထောက်အကူပြုသွားပါသလဲလက်လွတ်လိုက်ရပေမဲ့ပေါ့ဖော်ကြီးအာကိုနဲ့မြို့ဆိုင်ပုံမှာတပြေပန်းကန်နဲ့ဖြန့်ပတ်ခွင့်ရအောင်လုပ်နိုင်သားပဲလို့တွေးနေတာကကမ္ဘာ့အဆင့်နံပါတ်တစ်ခုချိတ်ဖို့ထိုက်တန်တဲ့စစ်တပ်မျိုးရဲ့အမျှော်မြင်နဲ့လားစကားစကြောင်းမတက်ရေးလှုံ့ဆော်ခဲ့ကြတာဟာနိုင်ငံအနာဂတ်ကိုတတ်တာလို့ပြောခဲ့ကြသလောက်ပညာရေးဆိုတဲ့လူရပိုင်ခွင့်အတွက်စကားစအစည်းအဝေးတိုင်းမဟုတ်ပဲစီမံထောက်ကူပေးတဲ့စာသင်ကျောင်းတွေဘုံတံခံရတာကိုမမြင်ချင်အောင်ဆောင် င်ရတာဟာနိုင်ငံအနာဂတ်ကိုပူပန်တတ်တာတဲ့လား။တေးကြတာကတော့စကားစဟာကိုရှင်တန်မှုကလွဲပြီးဘသူအပေါ်မှာမှမဆာနာသလိုကိုနဲ့ကိုဘက်သားတွေဘလို့မတရားလုပ်လို့မျက်ကွယ်ပြုလိမ်ညာဖုံးပြီးတိုက်တွန်းအားပေးတာတွေလုပ်နေတဲ့အရင်ဆိုင်တသက်ပဲဖြစ်ပါတယ်။သူကိုအားပေးထောက်ခံချီးကျူးဂုဏ်ပြုကြတဲ့လူတယောက်ချင်းပါတီတစ်ခုချင်းအစုအဖွဲ့တစ်ခုချင်းအစိုးရတစ်စုံချင်းဟာလည်း အရင်ဆိုင်ကိုအားပေးုံနဲ့ငိမ့်ချင်ရင်အစ်စ်မှန်ရတဲ့အနာဂတ်မျိုးကိုတိဆောက်ပေးနိုင်မလားဆိုတဲ့မေးခွန်းကိုဖြေချဖို့လိုပါမယ်။